င်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းကရွှေချင်းမြို့နယ်မှာအချက်ပစကောင်စီရဲ့တက်စခန်းတော်မဟုတ်ဘဲခမာယာငါးကိုရှိတရင်ဌာနချုပ်တစ်ခုလုံးကို GNLPD ရဲ့ပူပေါင်းတပ်တွေကအပိတ်တသိမ်းပိုက်လိုက်ပြီဆိုပါလေ င်္ဂလိပ်မြို့ကအချက်ဖတ်စကောင်းစီရဲ့အလဲဘိုင်းတိုင်းစစ်ဌာနချုပ်ဒူတိုင်းမူဘုံမကြီးလင်းနိုင်စိုးစိုးသူနဲ့အဖွဲ့တွေကစစ်မှုထမ်းတပ်သားတွေအယောင်ဝယ်တွေလုပ်နေတာအပြင်နိုင်ငံရေးအမှုတွေနဲ့ပါအမှုစဉ်ဖမ်းဆီးငွေညှစ်ချင်းချောက်တောင်းရန်ဒါတွေလုပ်နေကြတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြောဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပဲခူးတိုင်းကရွှေချင်းမြို့နယ်မှာ အချက်ဖက်စကောင်စီရဲ့တက်စခန်းတောင်မဟုတ်ဘဲခမရ996တရင်ဌာနချုပ်တစ်ခုလုံးကို GNLP တက်ပူပေါင်းတက်တွေကအပိတသိမ့်ပိုက်လိုက်ပြီလို့ PD တောင်ပိုင်းတိုင်းစစ်တီသားရဲ့တာဝန်ရှိသူတို့ကရုံခက်တက်ကိုပြောပါတယ်။ဒါကတော့ဘကုတိုင်းရွှေချင်းမြို့နယ်ကအချက်ဖက်စကောင်စီရဲ့ခမရ998တရင်ဌာနချုပ်တစ်ခုလုံးကို GNLP တက်ပူပေါင်းတက်တွေကထိုးစစ်ဆင်တိုက်ခတ်ခဲ့ရမှာမေလ၈ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲတရင်စခန်းအဆင့်တောင်မဟုတ်ဘဲခမရ998တရင်ဌာနချုပ်တစ်ခုလုံးကိုအပိတသိမ့်ပိုက်ရရှိသွားပြီဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကသူတို့တိုက်ရင်ဌာနချုပ်မကြအောင်လေကြောင်းပစ်ကူတွေနဲ့ပါ the reserve ဘုံကျဲနေတဲ့ကြားကပဲတော်လိုင်းပုံပုံတက်တွေကအပြင်းထန်ထိုးစစ်ဆင်ပြီးခမာယ998တရင်ဌာနချုပ်တခုလုံးကိုတိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လက်ရှိအချိန်ထိစစ်တပ်တရင်တွေမှာစစ်သားတွေရဲ့မပါလောင်းတွေပြန့်ကျဲနေတယ်လို့လက်နက်ခဲယမ်းတွေလည်းတင်းစီရရှိထားပြီးအသေးစိတ်တွေကိုတော့ UNG MOD ကနေမကြခင်တရဝင်းသတင်းထုတ်ပြန်ပါလိမ့်မယ်လို့ PDF တောင်မန်တိုင်းစစ်တပ်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ မှာလေဒင်းတိုင်းတိုင်းဒဝဲမြို့နယ်ကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အချမ်းဖက်စစ်ကောင်းစီရဲ့ Tiki View ဟာစခန်းကြီးကို KNL PDF ပူပေါင်းတပ်တွေကဒီကနေ့မေလ9ရက်နေ့မနက်ပိုင်းမှာပဲအပိတ်တဲ့သိမ့်ပိုက်လိုက်ပြန်ပြီလို့ FFD PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဒင်းတိုင်းတိုင်းဒဝဲမြို့နယ်က ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့တိခိ viewer စခန်းကြီးကို GNL PDF ပူပေါင်းတပ်တွေကအခုမေလာဇန်ကနေစပြီးထိုးစစ်ဆင်တိုက်ခိုက်ချိန်မုံနေတာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီမှာစစ်ကောင်စီဘက်ကလည်းသူတို့စခန်းမကြရေးအတွက်လင်းချောင်းပစ်ကူတွေနဲ့ပါအသေးအတန်ခုခံနေတဲ့ကြားကပဲဒီကနေ့မေလာ9ရက်နေ့မနက်ပိုင်းမှာတော့စခန်းကြီးတခုလုံးကိုတော်လန့်ရေးတပ်တွေကအပိတ်သိမ့်ပိုက်ရရှိသွားပြီး အဲ့ဒီစကန်သိန်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေလည်းတော်တော်ကိုများထားတဲ့အပြင်လက်နက်ခဲယမ်းတွေလည်းတင်းစီရရှိထားသလိုအရေးအတွက်နဲ့အသေးစိတ်အချက်အလက်တွေကိုတော့စီစစ်နေတုံးပဲလို့ FFDPD ရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါလိမ့်ခင်ဗျာတစ်ဖက်မှာလေကချင်းပြည်နယ်ဖားကန့်ကိုဝင်တဲ့လမ်းကျော်၃ခုစလုံးကို KIPD ရဲ့ပူးပေါင်းတပ်တွေကတင်ပိုက်လိုက်တဲ့အတွက် ဖကန်ကိုထိုးစစ်ဆဲလာပြန်တဲ့စစ်ကောင်စီတပ်သားတွေကိုစိုင်းပါနဲ့ကန့်မော်ကြေးရွာအနီးမှာ KNP တပ်ပူးပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွေ့စစ်ကောင်စီဘက်ကတည်တဲ့သူတွေတော်တော်ကိုများနေပြန်တယ်လို့ KNP စီရေးတရင်ရှိမိကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိမှာတော့ဖကန်မြို့နယ်ကိုဝင်တဲ့တမခန်ဆယ်စင်းဖကန်လက်ဟိုပင်အင်တော်ကြီးဝိတ်ခါဖကန်လက်နဲ့ကာမိုင်းနတ်မြားဖကန်လက်စတဲ့လမ်းကျော်၃ခုစလုံးကို KNP ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ထားပြီးနေမီစိုးမိုးထားတဲ့အတွက် ်အကြံပစကောင်စီဟာအဲ့ဒီလမ်းကြောင်းကိုပြန်လိုချင်နေတာကြောင့်စစ်ကြောင်းထိုးတာတွေလက်လာလုပ်နေရမှာသူတို့စစ်တပ်စစ်ကြောင်းတွေပဲအထိနာနာပွားကြတယ်ဆိုပါတယ်အခုလဲမေလာရှိရနေဖြစ်တဲ့မနေ့ကပဲဖာကန်မြို့နယ်ကစိုင်းဖာနဲ့ကက်မော်ကြေးရွာအနီးကိုအကြံပစကောင်စီတပ်သားတွေထိုးစစ်ဆင်လာပြန်တဲ့အတွက် KNP တဲ့ပူပေါင်းတက်တွေကတိုက်ခိုက်ချင်းမိုးလိုက်ရမှာစစ်ကောင်စီဘက်ကအသေးတဲ့သူတွေတော်တော်ကိုများသွားတဲ့အပြင်တန်ရရတဲ့သူတွေနဲ့အထိတ်တာပြီးပြန်ဆုတ်သွားကြပြန်တယ်လို့ KNP စည်ရေးတရင်ကြီးမိကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာတော့မန္တလေးမြို့ကဂျပန်စစ်ကောင်စီရဲ့အလင်းပိုင်းတိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုဘုံမှုကြီးလင်းနိုင်စိုးစိုးသူနဲ့အဖွဲ့တွေကစစ်မှုရန်တသားတဲ့အယောက်ဝဲတွေလုံနေတာအပြင်နိုင်ငံရေးအမှုတွေနဲ့ပါအမှုစင်ဖန်းစည်းငွေညှင့်ချိန်ချောက်တောင်းရန်တာတွေလုံနေတယ်လို့ဖန်းစည်းငွေညှင့်ခံရတဲ့ကာယကံရှင်တချို့ကိုယ်တိုင်ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်။အဲ့ဒီအဂျပန်စစ်ကောင်စီတဲ့ရဲ့ဘုံမှုကြီးလင်းနိုင်စိုးစိုးသူကို2024ခုနှစ်ကပဲမန္တလေးမြို့ကနန်းတွင်းအခြေဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုအဖြစ်ပြောင်းရွှေ့ခန့်အပ်လိုက်တာဖြစ်တယ်လို့ အဲ့ဒီအချိန်ကစပြီးစစ်မှုရန်တပ်သားတဲ့အရောက်ဝဲကိုတွင်တွင်ကျဲကျဲလှုပ်လာတာဖြစ်တယ်လို့သိရပါတယ်။အဓိကမန္တလေးမြို့မှာစစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်တွေတဲကငွေကြေးချမ်းသာတဲ့သူတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့တာသမီစည်ရင်းတွေကိုအဲ့ဒီဘုံမကြီးလင်းနိုင်ဆိုးဆိုတဲ့သူကသူ့လက်အောက်ခံစစ်ဘက်ရဲရလုံခြုံရေးအဖွဲ့တွေကိုကောက်ယူခိုင်းတယ်လို့သိရပါတယ်။ပြီးတော့မှ အဲ့ဒီဘုံကြီးလင်းနိုင်ဆိုးဆိုသူကနေငွေကြီးချမ်းသာတဲ့သူတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုဆက်သွယ်ပြီးကိုယ့်ရဲ့သားတွေစစ်မှုထမ်းနဲ့မပါချင်ရင်လူစားထုတ်ဖို့ပတ်စံပေးရမယ်ဆိုပြီးသူတို့စိတ်ကြိုက်ငွေညစ်တောင်းရန်တာတွေအကြီးအကျယ်လုပ်နေကြတယ်လို့စစ်မှုထမ်းကိစ္စနဲ့ငွေညစ်ခံရတဲ့ကာယကံရှင်တဦးကိုယ်တိုင်ပြောထားပါတယ်။ဒါအပြင်အဲ့ဒီဘုံကြီးလင်းနိုင်ဆိုးဆိုသူနဲ့အတူစစ်ပရေးရလုံခြုံရေး G1 အကောင်မောင်ဆိုသူနဲ့ မန္တလေးရဲမှုတွေပါပေါင်းပြီးလုပ်ငန်းရှင်တွေကိုနိုင်ငံရေးနဲ့ပတ်သက်တဲ့တို့အကြမ်းဖက်အားပေးလုပ်နေတဲ့တို့ဆိုတဲ့မဟုတ်မမှန်ပုံမှန်တွေနဲ့အမှုစဉ်ဖန်ဆင်းငွေညှက်တောင်းရန်ဓာတ်တွေပါအကြီးအကျယ်လုပ်နေကြရမှာလုပ်ငန်းရှင်တွေစီကနေတအုပ်ကငွေကျပ်သိရာနဲ့ချီတောင်းရန်ပြီးတော့မှပြန်လွတ်ပေးသလိုသူတို့လုပ်တာတွေကိုဘယ်ကောမှမတိုင်ဖို့ပါပြောတဲ့အပြင်ဒီအချိန်မှာ PDF နဲ့ပတ်သက်တဲ့ပြောပြီးရှင်းပြလိုက်လို့ရတယ်ဆိုတာမျိုးတွေအထိချိန်ချောက်ခဲ့တယ်လို့လည်းရန်ကုန်ခေတ်တည်ရဲ့သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ ောက်မှာတော့စကိုင်းတိုင်းကမြောင်မြို့နယ်မှာပြည်သူတွေစီကနေစစ်ကြီးကောက်ငွေညှင့်နေတဲ့မြောင်မြို့မှာရဲစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုဒေါ်လန်ရဲတပ်တွေကပစ်ခတ်ရှင်းလင်းရမှာစစ်ဘိုးအပါဝင်စစ်သား၄ဦးကတော့နေရာမှာနေပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်သူတို့စီကနေတနက်3လက်ကိုပါဒေါ်လန်ရဲတပ်တွေကတင်းစီရရှိခဲ့တယ်လို့ CDSOM တပ်ဖွဲ့ရဲ့ရဲဘော်စမာကရုံခစ်တွေကိုပြောပါတယ် ရောင်ခက်တကရရှိထားတဲ့ဓာတ်ပုံတဲမှာဆိုရင်လေလမ်းမဘေးမှာခြုံပုတ်နားမတင်အတုံးယုံသိနေတဲ့စစ်ကောင်စီတပ်သားမပါအလောင်းပုံကူပါမြင်တွေ့ရပါတယ်ဖြစ်စဉ်ကတော့စကိုင်းတိုင်းကမြောင်မြို့နယ်မှာပြည်သူတွေစီကနေစစ်ကြေးကောက်ဝင်ညစ်နေတဲ့မြောင်မြို့မှာရဲစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုဒေါ်လိုင်းပူပေါင်းတပ်တွေကလမ်းမတဲ့အသင်းဆောင်ပြီးတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကစစ်ဘိုးအပါဝင်၄ဦးကတော့နေရာမှာတွင်ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင် အဲ့ဒီစစ်သားတွေရဲ့မသာလောင်းတွေစီကနေတနက်3လက်ကိုပါတော်လိုင်းတက်တွေကတပါးနဲ့တင်းစီရရှိခဲ့တယ်လို့ CDSOM တပ်ဖွဲ့ရဲ့ရဲဘော်စမာကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကျန်းဖက်စစ်ကောင်စီကသူတို့ကိုယ်တိုင်တတိယအကြိမ်အပြစ်ရတလကြီးညာထားပေမဲ့ဒီအနယ်လေးတင်းပိုက်ထားတဲ့နောင်ချုံမြို့ကိုအစိမ့်ငွေဘုံတွေပါတုံးပြီးလေချောင်းတိုက်ခိုက်မှုတွေလုပ်နေသလိုမြေပြင်မှာလည်းစစ်ကြောင်းထိုးတာတွေလုပ်နေပြီးစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်လည်းကလေးငယ်ပါဝင်ပြည်သူ၄ဦးသေဆုံးထားတယ်လို့ TNL ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ် ဒါကတော့မေလာရှင်းလေးဖြစ်တဲ့မဏိကပဲတရနယ်လေးတင်ပိုက်ထားတဲ့နောင်ချုံမြို့နယ်ကတရက်ချိုရင်ပြင်းနဲ့အုံတီချေးရွာဘက်တွေကိုစစ်ကောင်စီကမြေပြင်ကနေစစ်ကြောင်းထိုးတာတွေလုပ်နေတယ်လို့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေအပြင်လေကြောင်းကနေလည်းအစိတ်ငွေဘုံးတွေပါတွဲပြီးဘုံးကျဲတက်ခိုက်တာတွေလုပ်နေတယ်ဆိုပါလေအဲ့ဒီမှာစစ်ကောင်စီဘက်ကပြစ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးကလေးငယ်ပါဝင်ပြည်သူ၄ဦးလည်းတေဆုံးထားတယ်လို့လက်ရှိစစ်ကောင်စီဟာသူတို့ကိုယ်တိုင်မေလ6ရက်နေ့ကနေမေလ31ရက်နေ့အထိတတိယအကြိမ်အပြည့်ရတလကြီးညာထားပေမဲ့တစ်ဖက်မှာတော့ ဒီ DNA သိမ်းပိုက်ထားတဲ့နေမြေတွေကိုလေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ကြောင်းထိုးတာတွေအဆက်မပြတ်လုပ်နေတယ်လို့လည်း DNA ကနေထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ